အဲကြောင့်လူဘဝရတော့လည်းပဲရှင်ပြုရဟန်းခံဆိုတဲ့အလုံမျိုးဟာပါရမီရှိဘုံကံရှိတဲ့ပုံကိုယ်တွေပဲလုံနိုင်တာတဲ့ဘုရားကဒါပြောတာဟုတ်ပြီလားအဲဒီလိုလုံလုံတော့တော့ဘာအကျိုးတွေရသလဲလို့မေးအကျိုးတွေကအများကြီးပဲအဲ့ထက်ကမှဥစဉ်ကတော်ကောင်းနေစတိုရီလေးတစ်ပုဒ်ထုတ်ပြမယ်နော်ကသဗ္ဗမြတ်စွာဘုရားရဲ့လက်ထက်ကအမျိုးသမီးတရားသိပြီးတော့မထင်ရှားလို့သူ့ရဲ့နာမည်ကိုအညတရနာရီလို့ဒီလိုခေါ်တယ် အဲ့ဒီအိညာတရနာဒီဆိုတဲ့မြို့သမီးကသားလေးတယောက်ရှိတယ်ပထမတော့ရှင်ပြုတ်ပေးခြင်းစိတ်သိမရှိဘူးလေနောက်ဆုံးတော့ရှင်ပြုတ်ပွဲယဟန်ခံပွဲတွေသွားရင်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 နဲ့ဟာတန်ကတော့ရှင်သူမြတ်တွေဟောတဲ့တရားတွေနားလိုက်ရတော့သားလေးကိုရှင်ပြုတ်ပေးခြင်းစိတ်ပေါက်လာတယ်ဟာပြည်ပြည်စုံစုံနဲ့တတ်နိုင်တဲ့မြို့သမီးဆိုတော့ရှင်ပြုတ်ယဟန်ခံတရားတွေနားထားလိုက်ရတဲ့အဲ့ဒီမြို့သမီးကသားလေးကိုတခါတည်းရှင်ပြုတ်ပေးလိုက်တာ ဝင်လေးကလည်းပြေးသာသနာပေါင်းရောက်တော့ပျော်ပြီးတော့ပရိယတ်တိလို့အတုပီစတင်လိုက်တာအသက်16နှစ်ကျော်20နှစ်သွားတဲ့အခါစာတော်တော်ပေါက်မြောက်သွားပြီအဲ့ဒီအချိန်မှာဘာဖြစ်တော့မေးအမေကိုယ်တိုင်ကပဲအဲ့ဒီကိုရင်ကိုတစ်ခါပြန်ပြီးတော့ရန်ခံပေးတယ်ရန်ခံပေးလိုက်တော့အဲ့ဒီတက္ကမကြီးကဘာဖြစ်တော့မေးရှစ်တက္ကမလည်းသူ့ပဲရန်တက္ကမကြီးလည်းသူ့ပဲ ကိုရင်ခွက်သွားတဲ့နေ့ကစပြီးသူ့သားကိုပြစ်ပြီးရောပြစ်ထားသလားမျိုးတော့မပြစ်ဘူးတဲ့ပြိတဲ့နေ့တိုင်းနေ့တိုင်းကြောက်တော့သွားပြီးတော့သုံးဖို့ပြေးကြတယ်ဗျာဟုတ်လားအဲ့ဒီမှာယဟန်ဖြစ်သွားတဲ့သူ့သားကကြိုးစားလိုက်တော့နောက်ဆုံးတော့ပြိတဲ့ပိရိကသုံးပုံဆောင်ကြီးဖြစ်သွားတာပိရိကသုံးပုံဆောင်ကြီးဖြစ်သွားသည့်တိုင်အောင်လဲအမေကပြစ်မထားဘူးတခါတည်းသွားသွားပြီးသုံးဖို့အဲ့ဒီအချိန်မှာသူ့ရဲ့အသည့်ကဘာတိုးလာလဲလို့မေးလိုက်တော့ ငါမှန်ပြီငါသားလေးရှင်ပြုတ်ပေးလိုက်ရရန်ခံပေးလိုက်ရတာမှန်တော့ဘာဖြစ်လို့လို့မင်းသားဥစဉ်စာချနေတာကြည့်ပြီးပိုးပြီးတော့ဝမ်းသာလို့လေဟုတ်လားဟဲ့ငါလူဘဝမှာထားမယ်ဆိုငါသားခုချင်းဆိုအိမ်တော်ကြပြီးတော့ဘလို့ချွေးမနဲ့ငါဘလို့နေရမှာမဆိုဘလို့သားတွေမွေးလို့ငါမြည်တယ်ဘလို့ပုံကုန်နေတယ်ငါဘလို့ရင်ဆိုင်ရမှာမသိဘူးအခုတော့ငါသားကနေမွေးဖွားလိုက်တဲ့သာမဏေပလီကြီးညိုစရာကောင်းလိုက်တာရဟန်းတော်ကြော်မော်လေးကြီးညိုစရာကောင်းလိုက်တာ ငါမှန်ပြီမှန်ပြီမဲ့ညအိယာဝင်နဲ့အိယာဝင်နဲ့နှစ်ဖူးပေါ်လက်တင်ပြီးအဲ့ဒါကြည့်ပြီးပီတိဖြစ်တာတဲ့စာကနှုတ်တိခေါ်တာပေါ့ဟုတ်လားပါနှုတ်တိလေသားကိုစွန့်လွတ်လိုက်ရတာစွန့်လွတ်ချင်းရဲ့တန်ဖိုးကိုသူနားလည်ပြီးတော့ညအိယာဝင်နဲ့ပြောတာဟုတ်ပြီလားညအိယာဝင်နဲ့သူပြောတယ်ညအိယာဝင်နဲ့တွေးလိုက်တဲ့သူကျင်တတ်တယ်အဲ့ဒါနဲ့အဲ့ဒီမျိုးသမီးနောက်ဆုံးပြည့်တဲ့သူတို့ပြောကြပါဆိုအသက်ကြီးလို့ အိယာတဲ့လဲပြီးတေဂဏိကာလရောက်သွားတော့နတ်ပြည်၆တပ်ကနတ်သားနတ်သမီးတွေကနယထား၆ဆင်းနဲ့လာပြီးတော့လူကြတာတယ်ဗျာဟုတ်ပြီလားနယထား၆ဆင်းလာလူတယ်အာကျွန်တော်တို့နတ်ပြည်လာခဲ့ပါကျွန်တော်တို့နဲ့လိုက်ခဲ့ပါကျွန်တော်တို့ကဘယ်နတ်ပြည်ကကျွန်တော်တို့ကဘယ်ယထားကပါအကုန်လုံးလာလူတယ်တေဂဏိကာလရောက်သွားတော့ဗိဒေအဲ့ဒီမျိုးသမီးကြီးကြောက်စိတ်တွေရှိလာမိလေတော့မရှိဘူးကြောက်စိတ်ရှိရလား ဘာတွေရှိသားလို့လဲမေးကောင်းမှုရှိသားလို့ဘာရှိသားလို့ဣဒမောရတိပိဇာမောရတိကတ္တပုံညောဥပယထာမောရတိသောမောရတိသောပမောရတိဒိဋ္ဌဝကမ္မဝိတ္တုမတနောကတ္တပုံညောပြုထားတဲ့ကောင်းမှုရှိတဲ့ပုဂ္ဂိုလ်သည်ဣဒမောရတိဒီဘဝလည်းဝမ်းမြောက်ရတယ်ပိဇာမောရတိနောင်ဘဝလည်းမောဝမ်းမြောက်ရတယ် ဥပယထမောဒတိဒီဘဝနောင်ဘဝဘဝနှစ်ခုသလုံးဝမ်းမြောက်ရတယ်။ကောင်းမှုပြုထားတဲ့ပုဂ္ဂိုလ်ကဒီဘဝလည်းဝမ်းမြောက်ရတာပဲနောင်ဘဝလည်းဝမ်းမြောက်ရတာ။ကမ္မဝိတ္တုမတ္တနောတဲ့။အော်ငါအသက်80နေခဲ့တဲ့80လုံးလုံးငါလေးတဲ့။ကောင်းမှုလေးနဲ့ပဲငါနေခဲ့ရတာပဲဆိုတော့ကိုပြုထားတဲ့ကောင်းမှုမြင်လိုက်ရတော့ပိုးတော်ဝမ်းတောက်သေးတယ်တဲ့တော်ကောင်းတော့။ဟုတ်ပြီလား။အဲ့တော့နိုင်ရထားနေ6ဆင်းတဲ့နတ်သားနတ်သမီးတွေလာလူတော်လဲပဲကြောက်စိတ်ရှိရလား ကြောက်စိတ်တစ်စက်မှမရှိဘူးအဲ့ဒီမှာသူရဲရင်ရင်နဲ့သူ့ဘော်တက်ပါငါ့ဘော်တက်ပါလူနေကြတော့သူကမေးတယ်ငါသွားကျင်တဲ့နတ်ပြည်ကဖယားလောက်နတ်သားတွေဓမ္မကတိကနတ်သားတွေရှိတဲ့နတ်ပြည်ပဲငါနေကျင်တယ်ငါသွားကျင်တယ်ဖယားလောက်နတ်သားရှိရင်အဲ့ဒီဖယားလောက်ကြီးကငါတရားနာကျင်တယ်ဓမ္မကတိကနတ်သားရှိရင်ဓမ္မကတိကနတ်သားတွေထံကငါဟိုမှာလည်းပဲတရားဆက်နာကျင်သေးတယ်အဲ့လိုနတ်သားတွေရှိတဲ့နတ်ပြည်ကိုပဲငါလိုက်ကျင်တယ်လို့ပြောတော့ အဲ့ဒီမှာတုတိတာနတ်ယထာဘောကနတ်သားကဟာအဲ့ဒါကျွန်တော်တို့နတ်ပြည်ပဲရှိတယ်ကျွန်တော်တို့ဟာမရှိဘူးဒါဆိုငါတုတိတာနတ်ယထာဘောပဲတက်မယ်ကျွန်တဲ့ယထာငါမလိုက်ချင်ဘူးလို့ပြောတဲ့ဗျာကောင်းမှုရှိတာတော့ရွေးချယ်ပိုင်ဝင်လည်းရှိတယ်ဒါပြောတာဟုတ်လားကောင်းမှုသာမရှိသတော်ကောင်းနေရွေးချယ်ပိုင်ဝင်ရှိပါမလားမရှိပါဘူးဗျာမရှိမလဲမရှိဘူးအဲ့ဒီမှာတုတိတာနာယထာတစဉ်ကြံခဲ့တယ်။နတ်သက်လူသက်ချွေပြီးတော့သေသွားတော့အဲ့ဒီနာယထာပေါ်တက်ပြီးနတ်သမီးကြီးသူဖြစ်သွား နတ်သမီးဖြစ်တော့တတိကလည်းကောင်းလိုက်တာငါခုနတ်ပြည်မောင်းရတော့မှာပဲဟေ့နတ်ပြည်မမောင်းစင်းနဲ့ငါကြားဘူးတဲ့ငရဲပြည်ဆိုတာအင်မတန်မှဆင်းရဲတယ်ပင်ပန်းတယ်ဒုက္ခများတယ်လို့ငါကြားဘူးတယ်တောက်ကြစားကြမူးကြယူကြကုသိုလ်မေ့ပြီးတော့နေရတဲ့လူတွေအတွက်အဲ့လိုငရဲပြည်ကြီးဘလောက်ထိပင်ပန်းတယ်ဆင်းရဲတယ်ဆိုတာလည်းငါတော့ကြည်ကျင်သေးတယ်အဲ့ဒါကြောင့်ငါ့ကိုအဲ့ဒီလိုက်ပို့ပေးစမ်းလို့ပြောတယ်ဗျာနတ်ယထာကိုငရဲပြည်မောင်းခိုင်းတာဟုတ်လား အာအဲ့ဒီမှာနိုင်ရထားနတ်သားကြီးကလည်းရပါတယ်မောင်းပေးပါမယ်ခရဲပြီမောင်းတာဒီရှင်းတကမှာဒါလိုမထင်စေနဲ့ပေါ့ပန်းဝင်လေးတွေနဲ့ပါလေးတွေအလှမြင်ထားပေါ့ဟုတ်လားအဲ့ဒီမှာရှင်းတကမှာရဟန်းတကမှာနတ်သမီးကြီးငရဲပြီဖြတ်သွားလို့တော့ငရဲပြီကြီးတကူလုံးကတတ်တာဖြတ်တာတွေရက်ပြီးတော့အားလုံးကအေးချမ်းနေတာတည်းတခါမှဒီလိုကုမဖြစ်ဘူးပဲနဲ့ဘလို့ကြောင့်ဖြစ်တယ်လေအားလုံးကငရဲပြီကလူတွေအံ့ဩကုန်ကြတယ် နောက်ဆုံးတော့တိကြတယ်ခါတိုင်းဆိုရင်ကွာငါမနဲ့မိုးလင်းတာနဲ့တပြိုင်နဲ့ပေါ့နောက်ကျောကအကြီးနဲ့ချိအဲ့ဒါနောက်ကနေဒုံကြီးနဲ့ရိုက်နာလို့မရှိမတိုးရှိမတိုးရင်ဒုံနဲ့ရိုက်ဒုံနဲ့ရိုက်လို့နာလို့ရှိသွားနောက်ကကျောကြီးကချိန်ထားတဲ့ဟာကြီးကနာဟာနောက်တယောက်ဆိုလည်းအထက်ကိုလက်ပတ်မင်းကြီးပေါ်တက်ခိုင်းလက်ပတ်မင်းကစူးကြည့်တယ်နဲ့တက်လိုက်ပြန်တော့ရင်ဘက်ကိုစူးနဲ့ထိုးမတက်ပြန်တော့နောက်ကဒုံနဲ့ရိုက်ဟာတချို့ကြတော့ရှာကြီးကိုအဲ့နဲ့ထိုး တန်တဲ့ထိုးအမျိုးမျိုးဒုက္ခတွေခံကြရဒီဒုက္ခတွေတို့မခံရဘူးဘလို့ဖြစ်သွားတာတို့ဆိုတော့ရှင်တက္ကမယဟန်တက္ကမကြီးတို့ငရဲ့ပြေကဖြတ်သွားလို့လေသူလာတဲ့အခိုက်မို့တို့အင်းငင်းချမ်းသာခွင့်ရတာလေဟာလူပြေကလူတွေရှင်ပြုယဟန်ခန္ဒီများများလုံနေကြပါစေရှင်ပြုတဲ့လို့ယဟန်တက္ကမကြီးရဲ့လို့ရှင်တက္ကတက္ကမဆိုတဲ့အမိတွေများများခံယူပြီးတော့ နတ်ပြည်မြတ်သွားရင်နတ်ပြည်မသွားခင်ဒီအညတရနာရီမျိုးသမီးတို့တို့ငရဲပြည်ကိုလာလာပြီးကြည်နိုင်ကြပါစေ။ဘာဖြစ်လို့လို့မင်းချမ်းသာလို့လို့ဟုတ်လားပြောချင်တာကငရဲပြည်ကြီးခိတ္တအေးစီနိုင်တဲ့ကုစုဟာဘာပဲရှိတယ်ရှင်ပြရဟန်းကကုစုပဲဟုတ်ပြီလား